အမြင်ကျင်တာတွေမြင်နေရတာကိုဒုက္ခလို့မြတ်စွာဘုရားဟောတယ်။အကြာကျင်တာတွေကြားနေရတာကိုဒုက္ခလို့မြတ်စွာဘုရားဟောတယ်။မရှူကျင်တဲ့အနံ့တွေ ရှူနေရတာကိုဒုက္ခလို့မြတ်စွာဘုရားဟောတယ်။အစားကျင်တဲ့အရာသားတွေကို စားနေရတာရှားပေါ်ရောက်နေတာကိုကဒုက္ခလို့မြတ်စွာဘုရားဟောတယ်။အထီးတွေမကင်တွယ်ကျင်သောအထီးတွေတွင်နဲ့ထီးတွေ့နေရတာကိုကဒုက္ခလို့မြတ်စွာဘုရားဟောတယ်။အဲဒီလို ကိုယ်နဲ့ထိတွေ့တဲ့အာယုံတွေအပေါ်မှာမနှစ်သက်လာတဲ့အခါမှာလဲဒေါသထွက်နေမဲ့အစားဒါကောကဒုက္ခပဲလို့သိပေးရနှုတ်နဲ့ခဏခဏယွတ်ပေးမမြင်ချင်တာကိုမြင်လိုက်တော့အော်မမြင်ချင်တာမြင်ရခြင်းဒီဒုက္ခဖြစ်တယ်ကို့မှာဒေါသစိတ်နဲ့ဆင်ခြင်လိုက်တာမဟုတ်ဘူးဘုရားကဒါကိုဒုက္ခလို့ဟောထားတယ်သိအောင်လုပ်လို့ဟောထားတယ်လို့အဲ့ဒီအထေပါဆင်ခြင်ပလိုက်အဲ့တော့ကို့မမြင်ချင်တာတွေမြင်ရတာကနေ့ တရားဘက်ကိုရောက်သွားလိမ့်မယ်။အမြင်ကျင်တာတွေမြင်တာကနေဒေါသမထွက်တော့ဘဲနဲ့ဒါဒုက္ခသစ္စာလို့သိပေးလိုက်။ဒါဒီဆင်းရဲခြင်းပဲ။မကြားကျင်တာတွေကြားရတယ်။လောကမှာကိုမကြားကျင်တဲ့ဇကားနဲ့ကြားကျင်တဲ့ဇကားမကြားကျင်တဲ့ဇကားကိုများများကြားရတယ်။အဲ့တော့ကိုပတ်ဝန်းကျင်မှာဒီဇကားတွေကြားနေတာပဲဆိုတော့ဒေါသထွက်မလား။တရားရှာမလား။ကိုကငြင်းချမ်းမှုကိုရှာလား။ ငြိမ်းချမ်းမှုကိုရှာမယ်ဆိုရင် မလိုချင်တဲ့အတန်တွေကိုနားထောင်နေရတယ်မကြားချင်တဲ့အတန်တွေကိုနားထောင်နေရရင်အဲ့လိုကိုမကြားချင်တော့ကိုမနဲ့တတ်တော့အတန်တွေကိုကြားနေရခြင်းကိုကဒုက္ခသစ္စာပဲလို့မြတ်စွာဘုရားဟောထားတယ်မကြားချင်တဲ့အတန်တွေကိုကြားနေရခြင်းကိုကဒုက္ခပဲလို့ဘုရားဟောတယ်ထက်ခါတက်ခါနှုတ်နဲ့အဲ့လိုပွားပလိုက်နှုတ်နဲ့ရွတ်ပလိုက်နှုတ်နဲ့ရွတ်ပြီးရင် စိတ်နဲ့ပဲပွားခြင်းလဲစိတ်နဲ့ပွားပလိုက်ဒုက္ခသစ္စာကိုတိပေးလိုက်တာနောက်ကိုလိုချင်တဲ့အာယုံတွေကိုမတွေ့ရဘူးမကြားရဘူးဖြစ်နေတော့စိတ်ကအလိုမကျတွေဖြစ်ပူလောင်လာတယ်မြင်ချင်တာကိုမမြင်ရတော့ပူလောင်လာတယ်ကြားချင်တာကိုမကြားရလို့ကြားနေကြစကားလေးမကြားရလို့ပူလောင်လာတယ်အဲ့ဒီပူလောင်မှုကိုတွေ့လိုက်ပြီးတော့အခါဒါဟာ ချစ်ခင်နှစ်သက်အပ်တဲ့အာယုံတွေနဲ့မတွေ့ရတဲ့မပေါင်းဖော်ရတဲ့ဒုက္ခလို့မြတ်စွာဘုရားဟောတယ်။ပြီးရေဟိဝိပယောကဒုက္ခပဲ။နောက်ကိုတွေ့ကျင်တဲ့သူနဲ့မတွေ့ရတာသူနဲ့တွေ့ပြီးသူပြောတဲ့စကားတွေနားထောင်ကျင်တာ သူပြောတဲ့စကားတွေနားထောင်ခွင့်မရတာဒါဟာပြီးရေဟိဝိပယောကပဲ။ချစ်ခင်နှစ်သက်အပ်တဲ့တတ္တဝါသင်္ခါရတွေနဲ့ရှင်ကွဲကွဲနေရတာ။ သို့မဟုတ်သေးကွဲကွဲနေရတာဒါကောကဒုက္ခတရားပဲဒါဒုက္ခသစ္စာပဲလို့နှုတ်နဲ့ပွားကိုနှစ်သက်တဲ့အာယုံနဲ့မတွေ့ရခြင်းကိုကဒုက္ခလို့ဘုရားဟောတယ်ကိုနှစ်သက်တဲ့အာယုံနဲ့မတွေ့ရခြင်းကိုကဒုက္ခလို့ဘုရားဟောတယ်လို့ထက်ခါထက်ခါနှုတ်နဲ့ပွားအဲ့ဒီလိုဒုက္ခသစ္စာကိုနှုတ်နဲ့ပွားသောအားဖြင့်တော်၎င်းစိတ်ဖြင့်ပွားသောအားဖြင့်တော်၎င်းသိအောင်လုပ်ရတယ်။ဒီလိုသိပြီးတော့ ိုလိုချင်တာတွေမဖြစ်တာတွေဖြစ်လာတဲ့အခါအခြေခံအားဖြင့်မြတ်စွာဘုရားဟောထားတာက မအိုပါစေနဲ့လို့တောင်းတတယ်မရဘူးအိုးလာမယ်မနာပါစေနဲ့လို့တောင်းတတယ်မရဘူးယောဂါရလာမသေးပါစေနဲ့လို့တောင်းတတယ်မရဘူးသေးရမယ်အဲ့လိုအခြေခံအားဖြင့်ကို တောင်းတတယ်လို့မဖြစ်တာကိုကယံပိဿံနလဘတိတံပိဒုက္ခပဲ ဒါမလိုချင်တာတွေကိုတောင့်တတာတွေတောင့်တတာတွေကို မရချင်းဆိုတဲ့ဆင်းရဲပဲလို့အဲ့ဒီလိုထက်ခါတက်ခါပွားကိုတောင့်တတာလို့မဖြစ်ဘူးကိုကလောင်ကျွမ်းနေပြီ ပူလောင်လာပြီအဲ့ဒီလောင်ကျွမ်းမှုကနေအေးချမ်းကျင်တယ်ငြိမ်းချမ်းမှုကို ရှာလာပြီဆိုတော့ကိုတောင့်တတာလို့မဖြစ်တာတွေကိုအလိုမကျဖြစ်ပြီးတော့စိတ်တိုင်းမကျဖြစ်ပြီးတော့ဒေါသထွက်မဲ့အစား အခုဆင်ကျင်တယ်လို့လေဆင်ကျင်ပလိုက်ရတယ်ဖြစ်ကျင်တိုင်းမဖြစ်တာတောင့်တတိုင်းမရတာကိုကဒုက္ခတရားတစ်ခုပဲလို့ဘုရားဟောတယ်အဲ့လိုဆင်ကျင်လိုက် ဖြစ်ကျင်တိုင်းမဖြစ်တာတောင့်တတိုင်းမရတာကိုဒုက္ခလို့ဘုရားဟောတယ်ထက်ကထက်ကပွားလဲပွားရောဒါကိုဒုက္ခမှန်းသိသွားတယ်ကိုကအခု ဖြစ်ကျင်နေတာတစ်ခုခုကိုဖြစ်ကျင်ပြီးတော့ဖြစ်မလာတော့စိတ်တွေဆိုးနေတယ် ပူလောင်နေတာရောက်ရက်ခံနေတယ်အဲ့ဒါကိုကိုကငိမ့်ချမ်းကျင်တော့ခုနအတိုင်းနှုတ်နဲ့ဆင်ကျင်လိုက်တာအခုဖြစ်ကျင်နေတာဖြစ်ခွင့်မရဘူးဖြစ်ကျင်နေတာဖြစ်ခွင့်မရတာကိုပဲဘုရားရှင်ကယံပိဿာနာလပတိတံပိဒုက္ခလို့ဟောထားတယ်တောင့်တတိုင်းမဖြစ်နိုင်သောဒုက္ခလို့ဟောထားတယ်အဲ့ဒီလိုထက်ခါထက်ခါပွားအဲ့တော့ဒါဒုက္ခပဲလို့ထက်ခါထက်ခါပွားတော့မြင်လာ တစ်ချက်သေးကတော့တိတိတာလည်းဖြစ်ကောင်းဖြစ်မယ်တိချင်မှလည်းတိမယ်ပွားတယ်ဆိုတာသူကအကျိန်များစွာလှုပ်ရတာတစ်ကြိမ်တည်းတစ်စက္ကန့်တည်းလှုပ်လိုက်တာမဟုတ်ဘူးတစ်မိနစ်တည်းလှုပ်လိုက်တာလည်းမဟုတ်ဘူးကိုပူလောင်မှုမငိမ့်မချင်းလှုပ်ရတာတစ်နေ့လုံးထိုင်ပူလောင်ခဲ့ဘူးတယ်ဆိုရင်အဲတစ်နေ့လုံးကိုဒီတိုင်းပဲပွားလိုချင်တာမရတာကိုဒုက္ခလို့ဖះဟောတယ်လိုချင်တာမရတာကိုဒုက္ခလို့ဖះဟောတယ် သို့မဟုတ်အခုလိုချင်တာမရခြင်းကိုကဒုက္ခပဲဒါဒုက္ခသစ္စာအခုလိုချင်တာမရခြင်းကိုကဒါဒုက္ခပဲဒါဒုက္ခသစ္စာအလိုအကျင့်ပေါင်းရာထောင်ချီပြီးတော့ကိုပွားပလိုက်ရအေးချမ်းသွားလိမ့်ဆင်းရဲကိုဆင်းရဲမှသွားသိတာနဲ့ငြိမ်းချမ်းမှုစီရောက်လာဆင်းရဲကိုဆင်းရဲမှမသိတဲ့အခါကျတော့ဒီဆင်းရဲကိုပဲပြန်တောင့်တမြင်ညာမမြင်ရရင်မရဘူးမြင်အောင်စူးစမ်းပါပဲ ကြားကြံတာမကြားရရင်မကျင်တတ်ဘူးကြားရအောင်စ조사มาပဲနဲ့조사တယ်조사တိုင်းမဖြစ်ဘူးဖြစ်တဲ့အခါရှိတယ်မဖြစ်တဲ့အခါရှိတယ်အဲ့ဒီလိုနဲ့လောင်းနေပြန်ရောဖြစ်တော့လည်းမတင်းတိမ်ဘူးရပြီးသွားလည်းမတင်းတိမ်ဘူးနောက်တစ်ခါထပ်ရကြံတယ်ပူလောင်းနေတာဒီပူလောင်းနေတာကိုဒါတောင့်တာတိုင်းမရတာကိုကဆင်းရဲတစ်ခုပဲလို့ကိုကဆင်ကျင်လိုက်တာဆင်ကျင်လိုက်တာနဲ့ဒုက္ခသစ္စာကိုသိဒါ အခြေခံဒုက္ခဒုက္ခကိုသိအောင်လုပ်ရင်ငြိမ်းချမ်းတယ်ကိုယ်နဲ့ထိတွေ့နေတဲ့ပဝန်းကျင်ဆိုတာဒါအာယုံ၅ပါးတရားတွေပဲနောက်ကိုယ်စိတ်ကနေတွေးတယ်ကြံတယ်ဆိုတဲ့အခါမှာလေဒီအတွေ့အကြံတွေကိုကအာယုံတစ်ပါးပဲဒီအာယုံတွေကိုကကိုယ်ကိုနှစ်သက်သွားစေလိုက်မနှစ်သက်သွားစေလိုက်လုပ်နေကြတယ်ကိုယ်နှလုံးသွင်းကြကိုကနှစ်သက်မှုနဲ့နှလုံးသွင်းတဲ့အခါနှစ်သက်သွားတယ် ိုကဒေါသအခြေခံအာယောနီတော်မနတိကာရနဲ့နှလုံးသွင်းလိုက်တဲ့အခါမြင်လဲစိတ်ဆိုးကြားလဲစိတ်ဆိုးအနံ့ရလဲစိတ်ဆိုးအယတာရလဲစိတ်ဆိုးထိတွေ့ကြင်တွေ့ရလဲစိတ်ဆိုးနဲ့အမှဒေါသတွေပွားမငြိမ်ချမ်းဒီလိုမငြိမ်ချမ်းတော့ဒီအာယုံတရားတွေကိုကအမြဲတည်းတရားတွေပဲဒါတွေဟာဆင်းရဲတရားတွေပဲလို့ဆင်ကျင်လိုက်နိုင်ရင် နှစ်သက်ခြင်းမနှစ်သက်ခြင်းမဖြစ်တော့ဘဲနဲ့ဒုက္ခကိုဒုက္ခမှန်သိသွား။အဲ့ဒီမှာမှအချုပ်အဖြစ်ဥပါဒနာခန္ဓာ၅ပါးဥပါဒနာခန္ဓာ၅ပါးဆိုတာကိုယ်ခန္ဓာကိုကိုယ်ကငါဒီမောင်မြဖြစ်သည်ဆိုတဲ့စိတ်နဲ့ဆိုငါဘဝနဲ့ကန်ဆိုးလိုက်တာငါဘဝအဆင်ပြေလိုက်တာအဆင်ပြေတော့လဲအဆင်ပြေလို့မလို့မိန်မောနေတယ်အဲ့ဒီလိုတတ်မှတ်ပြီးတော့အဆင်မပြေတော့လဲညင်းညူးနေတာငါဘဝနဲ့ ဒုက္ခများလိုက်တာ သူများနဲ့မတူပူလောင်နေတယ်အဲ့လိုဆိုတော့ကိုကပူလောင်နေတဲ့အချိန်မှာဖြစ်တဲ့ကိုကိုကိုခန္ဓာ၅ပါးခွဲခြားပလိုက်ရ ဥပါဒနာခန္ဓာ၅ပါးသည်ဆင်းရဲတရားသာဖြစ်တယ်ကိုဟာ ကိုကိုကိုမောင်မြလို့ထင်နေတာကို အမှန်ကခွဲချမ်းကြည့်လိုက်တော့အခုကိုဖြစ်နေတဲ့စိတ်မချမ်းသာမှုစိတ်မချမ်းသာမှုဖြစ်နေတယ်ဆိုတာဒေါမနတ္တဖြစ်အဲ့ဒီဒေါမနတ္တကဒေါဝေဒနာ ဝေဒနာဆိုတော့ဝေဒနာခန္ဓာဖြစ်ဒီဝေဒနာခန္ဓာဘာကိုအကြောင်းပြုနေတာပါလဲဆင်ခြင်လိုက်တော့မြင်ခြင်းနဲ့အစင်းအာယုံကြောင့်သို့မဟုတ်မြင်နေရတဲ့အစင်းအာယုံကြောင့်အဲ့ဒီယုတ်တရားကြောင့်အခုဒေါမနတဝေဒနာဖြစ်အကြောင်းရှိလို့ပေါ်လာတဲ့တရားသာဖြစ်တယ်အဲ့တော့သူ့ရဲ့အကြောင်းကယုတ်မြင်ရတဲ့အစင်းကြောင့်ဖြစ်တဲ့အစင်မချမ်းသာမှု ကြားရတဲ့အတန်အကြောင်းဖြစ်တဲ့စိတ်မချမ်းသာမှုကိုကအခုသူ့ကိုလည်းမြင်နေရတော့သူပြောတဲ့စကားတွေနားထောင်ပြီးတော့လည်းစိတ်ထိမချမ်းမသာဖြစ်ဒီလို ဖြစ်နေတော့ဖြစ်နေတဲ့အာကုတ္တောကနေလွတ်မြောက်ခြင်းနဲ့ငြိမ်းချမ်းခြင်းတော့ကိုယ်ကိုယ်တိုင်ကိုပဲပြန်ဆင်ခြင်းလိုက်တယ်အခုဖြစ်တဲ့စိတ်မချမ်းသာမှုသည်ဝေဒနာခန္ဓာဖြစ်တယ်အဲ့ဒီဝေဒနာခန္ဓာသည်နံတရားတတတဖြစ်တယ်ဖြစ်ပြီးတော့ခဏနဲ့ပြတ်တယ်အကြောင်းရှိလို့ပေါ်လာတယ် အခုအာယုံအကြောင်းတရားကို ကိုဖြောက်လိုက်နိုင်ရင်အဲ့ဒီအာယုံရုပ်တရားချုပ်သွားရင်တရားခံစားမှုကချုပ်မှာအခုစိတ်မချမ်းသာမှုဟာချုပ်မှာဒါကြောင့်ဒီစိတ်မချမ်းမသာဖြစ်နေတဲ့ခံစားမှုဟာအမြဲသောတရားသာဖြစ်တယ်အဲ့ဒီလောက်ကလေးပဲဒီအတိုင်းပဲရိုးရိုးလေးဆင်ခြင်လိုက်တာနှုတ်နဲ့ဆင်ခြင်လိုက်တယ်နှုတ်နဲ့ဆင်ခြင်လို့ရတယ်တရားထဲမှာမြတ်စွာဘုရားဟောတာဒီမကတ္တဆာနဲ့ပတ်သက်လို့ ွားကြပြီဟဲ့ဆိုလို့ရှိရင်ဒီလိုနှုတ်နဲ့ဒုက္ခသစ္စာကိုပွားရတဲ့အခါတွေရှိတယ်စိတ်နဲ့ပွားရတဲ့အခါတွေရှိတယ်ဒီတော့မှဆင်းရဲကိုဆင်းရဲလို့သူမြင်ပါကိုဒါကြောင့်မြင်အောင်ကြည့်အခုခံစားနေတာအခုစိတ်မချမ်းမသာဖြစ်နေတာဒါဝေဒနာခံတာနန္တရားသာဖြစ်တယ်အဲ့ဒီနန္တရားတွေအကြောင်းရှိလို့ပေါ်လာတယ်မြင်ရတဲ့အစဉ်အာယုံကြောင့်ပြီးတော့မျက်စိကြောင့် စကုဝတ္ထုလို့ခေါ်တဲ့မျက်စိကြောင့်ဒီယုတ်ကိုအခြေခံပြီးတော့အာယုံယုတ်ကဲဝတ္ထုယုတ်ရဲ့ဒီယုတ်ကိုအခြေခံပြီးဖြစ်လာတဲ့ခံစားမှုအကြောင်းမဲ့ပေါ်လာတာမဟုတ်ဘူး။ဒါကြောင့်အကြောင်းနဲ့ဆက်ပြီးတွေ့တွေ့သားပြီးတော့အခုဖြစ်နေတဲ့ခံစားမှုကဘယ်ကိုမှီလဲဟရယဝတ္ထုယုတ်ကိုမှီတယ်။အလုံးသားကိုမှီတယ်။အဲ့တော့ဟရယဝတ္ထုယုတ်ကိုမှီတော့ဒီခံစားမှုတွေယုတ်ကိုမှီတယ်။ဒီခံစားမှုတွေ ရုပ်အကြောင်းလဲရှိတယ်။အဲ့လိုအကြောင်းရှိပြီးမှပေါ်လာတယ်။နောက်နှလုံးသွင်းမှုဆိုတဲ့နံအကြောင်းလဲရှိတယ်။ဒါကြောင့်ပေါ်လာတဲ့တရား။အဲ့တော့ဒီခံစားမှုအခုစိတ်မချမ်းမသာဖြစ်နေတဲ့ခံစားမှုကဒီအကြောင်းတရားကြောင့်ဖြစ်ပြီးတော့ဒီအကြောင်းတရားချုပ်သွားရင်သို့မဟုတ်နှလုံးသွင်းမှုကိုပုံစံပြောင်းလိုက်တယ်။ဒါသည်မမြဲသောဝေဒနာခန္ဓာသာဖြစ်သည်လို့နှလုံးသွင်းတာကတရားလမ်းကြောင်းအရာလဲနှလုံးသွင်းလိုက်ကိုကကွန်းက ငါမောင်မြတ်ဆိုတဲ့သူဟာဟိုလှဆိုတဲ့ဟိုလူကြောင့်ဒုက္ခရောက်ရတာငါဘဝဆိုးလိုက်တာဆိုတဲ့စိတ်မစိတ်ဆင်းရဲနေတဲ့သဘောတွေပျောက်သွားဝေဒနာခန္ဓာကို ဝေဒနာခန္ဓာအတိုင်းမြင်လိုက်ပြီးတော့ငါဒီမောင်မြတ်ဖြစ်တယ်ဆိုတဲ့အစွဲပါမရှိတော့အဲ့ဒီလိုပျောက်တော့မှစိတ်ချမ်းသာတာတရားအကြာကြီးထိုင်နေပြီမဲ့လို့အဲ့ဒီလိုမမြင်ရင် စိတ်မချမ်းသာခြင်းအပြောင်းမသွားဘူး အခုမြင်လိုက်တော့ပျောက်သွားတယ်ဒီဝေဒနာဟာဝေဒနုပါဒနခန္ဓာဆိုတဲ့တဏ္ဍဒိဋ္ဌိနဲ့ငါဥ္ဇာငါလို့ဆွဲလန်းခံရတဲ့ခန္ဓာတစ်ခုပဲလို့မြင်လိုက်တယ်အဲ့ဒီဝေဒနာခန္ဓာကိုကဆင်းရဲခြင်းတသက်ပဲဒါဆင်းရဲတရားလို့မြတ်စွာဘုရားဟောတယ်နှုတ်နဲ့သာအဲ့တိုင်းပွားနှုတ်နဲ့အဲ့တိုင်းပြန်ဆင်းခြင်းနှုတ်နဲ့ရွတ်ရွတ်တာပြန်ပန်းလာရင်စိတ်နဲ့ ဆင်ခြင်းထက်ခါတကဆင်ခြင်းဝေဒနာကိုဝေဒနာမှန်အထင်အရှားသိသွားသည့်အထိကိုဆင်ခြင်းလိုက်အဲ့ဒီဝေဒနာကုံသွားတာကိုလည်းမြင်အောင်ကြည့်လိုက်တရားလဲဆင်ခြင်းလိုက်တော့ခုနဆင်မချမ်းမသာမှုကမရှိတော့ဝေဒနာကိုဝေဒနာမှန်သိသွားပြီတော့မောင်မြလို့မထင်တော့တဲ့အချိန်မှာခုနဆင်မချမ်းသာမှုမရှိတော့ဒါကြောင့်ဆင်မချမ်းသာမှုဆိုတဲ့ခံစားမှုဟာခဏဖြစ်ပြီးခဏချုပ်တယ်မြင်သွားရောခန္ဓာကိုခန္ဓာအတိုင်းမြင်သွားရော ရဒီခန္ဓာဖြစ်တော့ခံစားနေမှန်းသိတယ်။သို့မဟုတ်ကိုမြင်ရတဲ့အစင်းကိုမြင်တဲ့အတွက်ကြောင့်မြင်သိစိတ်ဖြစ်တယ်။ဒီအစင်းအာယုံကြောင့်ဒီသိစိတ်ဖြစ်တယ်။သို့မဟုတ်ခံစားမှုနဲ့ဘက်ကပြောမယ်ဆိုရင်ဒီခံစားမှုဖြစ်တာကိုသိတဲ့စိတ်ရှိတယ်။စိတ်မချမ်းသာဘူးလို့ပြန်သိတဲ့စိတ်အဲ့တော့စိတ်မချမ်းသာမှုကိုပဲပြန်သိတဲ့စိတ်ကိုတော့ဝိညာဏခန္ဓာ ခုစင်မချမ်းသာဘူးစင်မချမ်းသာဘူးစင်မချမ်းသာတော့ကိုတည်နေတယ်အဲ့တည်နေတာဟာမောင်များမဟုတ်ဘူးဒါတည်တဲ့ဝိညာဏခန္ဓာတသက်သူဒီအကြောင်းရှိလို့ပေါ်လာတာပဲအာယုံယုတ်ကို အကြောင်းပြုပြီးတော့ဒီစင်မချမ်းသာမှုဖြစ်တယ်အဲ့ဒီအာယုံယုတ်ကိုအကြောင်းပြုပြီးတော့ပဲထိပြီးတော့သူကမြင်သိစိတ်ဖြစ်ပြီးတဲ့နောက်မှာဒီဝေဒနာဖြစ်တာပဲ မြင်သိစိတ်ဖြစ်ပြီးတော့အာယုံထိအာယုံထိတဲ့ဖတ်တာဖြစ်ပြီးတော့ဒီအစင်မချမ်းသာတဲ့ဝေဒနာပေါ်လာတာပဲအဲ့ဒီဝေဒနာပေါ်တာကိုလည်းနောက်ကပြန်ပြီးတော့သိစိတ်ကပြန်သိတယ်အဲ့တော့ဒီသိနေတာဝိညာဏခန္ဓာပုဂ္ဂိုလ်မဟုတ်တတ္တဝါမဟုတ်ဒီဝိညာဏခန္ဓာကိုကအကြောင်းရှိမှပေါ်တာအကြောင်းချုပ်တော့ချုပ်သွားတာပဲ မြင်လိုက်တယ်မမြဲဘူးပဲလို့မြင်တော့မောင်မြငါဘဝဆိုးလိုက်တာဆိုတဲ့ခံစားမှု မရှိတော့တိစိတ်ပဲရှိတယ်လို့တွေးသွားအဲ့တိစိတ်ကိုကဝိညာဏခန္ဓာဆိုတဲ့ဆင်းရဲတရားပဲဒုက္ခသစ္စာကိုတွတ်တွေ့အခုတိနေတာဒုက္ခသစ္စာပဲတိနေတာဒုက္ခသစ္စာပဲပါဠိလိုဆိုဒီဝိညာဏခန္ဓာဟာဒုက္ခသစ္စာပဲအဲ့လိုတွတ်တွေ့ခန္ဓာကိုခန္ဓာအတိုင်းတွေ့လိုက်တော့ပုဂ္ဂိုလ်တ attva မဟုတ်အဲ့ခံစားနေတဲ့ပုံစံကိုလည်းမှတ်သားနေတယ်ဘလောက်ခံစားရတာလဲ ဘယ်လိုခံစားရတာ ਨੇ မှတ်သားမှုရှိတယ်အဲ့ဒီမှတ်သားမှုကဒါတင်ညာတတ်တတ်ပဲအနန္တရာတတ်တတ်သူလည်းပဲခုနအာယုံယုတ်နဲ့ဝတ္ထုယုတ်ကိုအကြောင်းပြုပြီးနောက်နှလုံးသွင်းမှုကို အကြောင်းပြုပြီးပေါ်လာတဲ့မှတ်သားမှုတင်ညာဟာ ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးနန္တရာတတ်တတ်တင်ညာခန္ဓာဆိုတဲ့ဒုက္ခတရားတတ်တတ်ပဲအဲ့ဒီလိုပွားပြီးလဲနှုတ်နဲ့ပွားတယ် စိတ်နဲ့ပွားတယ်ထက်ခါထက်ခါပွားတယ်ခုနစိတ်ဆင်းရဲမှုပျောက်သွားတရားကိုတရားအတိုင်းတွေ့သွားတရားသဘောတွေကိုပဲတွေ့သွားတယ်နောက်အဲ့ဒီလိုခံစားနေတဲ့အချိန်မှာဖြစ်တဲ့စေရနာရှိခံစားမှုကိစ္စပြီးဆုံးအောင်စေစောတာသို့မဟုတ်မြင်သိမှုကိစ္စပြီးဆုံးအောင်စေစောတဲ့သင်္ခါရခန္ဓာစေရနာရှိအဲ့ဒီလိုမှာကိုယ်ခံစားနေတာမှာစေရနာရှိတယ် ခံစားမှုကိစ္စဖြစ်အောင်လုပ်နေတဲ့စေတနာရှိတယ်။အဲ့စေတနာဟာသင်္ခါရခန္ဓာတတ္တပဲပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူး။ဒါဒုက္ခတစ်ခုတတ္တပဲ။အဲ့ဒီနံခန္ဓာတွေဘု து မီလဲဟရိယဝုထုယုတ်ကိုမီနေတယ်လောလောဆယ်ခံစားနေတာဆို။ဟရိယဝုထုယုတ်ကိုမီပြီးတော့အကြောင်းကလည်းအစင်းယုတ်ဖြစ်ခြင်းဖြစ်မယ်အတန်ယုတ်ဖြစ်ခြင်းဖြစ်မယ်။အဲ့ဒီအကြောင်းအာယုံယုတ်ကြောင့်ဖြစ်နေတဲ့နံတရားတွေပဲ။ နောက်နှလုံးသွင်းမှုကြောင့်ဖြစ်နေသောနန္တရားတွေပဲသိလိုက်တော့ခန္ဓာ၅ပါးပဲသွားတွေ့တာတွေ့တော့ဒါဆင်းရဲတသက်ပဲပုံကောမှာမဟုတ်တာလို့မြင်လိုက်တဲ့အချိန်မမြင်မချင်းပွားတယ်အချိန်များစွာပွားတယ်နောက်မြင်လိုက်တယ်မြင်လိုက်တော့ဆင်းရဲကိုဆင်းရဲမှန်သိသွားတာဒုက္ခသစ္စာကိုသိတာ ောကသစ္စာကိုသိသွားတဲ့ဆိုရင်ကိုပဲဒါကိုတွေ့တာမှုမရှိတော့မမြဲဘူးဆင်းရဲတဲ့တရားတွေဖြည့်ပြီးတော့ပြတ်နေတဲ့အတွက်အစိုးမရဘူးအကြောင်းအကြောင်းသာပေါ်တာအကြောင်းချုပ်ရင်ချုပ်ကြလာအဲ့လိုစဉ်းကျင်လိုက်တာနဲ့နိဗ္ဗာန်ဉာဏ်ရတယ်ညင်းငွေလာညင်းငွေလာတာနဲ့ဒီကိုကိုကိုငါဆိုပြီးမတက်မတ်တော့တက်မတ်မူရာကကင်းသွားတယ်အဲ့ဒါ ငင်းငွေတာနဲ့တပြိုင်နက်ဆင်းရဲကိုဆင်းရဲမှန်တိတာနဲ့တပြိုင်နက်တမန်မှုကိုလည်းဖယ်လိုက်တယ်ဖယ်လိုက်တော့အရာအကြောင်းပြတဲ့သမှုတရားသစ္စာကိုပယ်တာခုနလိုမြင်ကျင်တာတွေကြားကျင်တာတွေမဖြစ်တော့မဖြစ်တော့မမြင်ရလို့ဆိုပြီးမလောင်တော့မကြားရလို့ဆိုပြီးတော့မလောင်တော့အကြောင်းဖြစ်တဲ့မြင်ကျင်တာကြားကျင်တာဆိုတဲ့ကာမစ္ဆန္ဒကိုပယ်လိုက်တာ ယ်လိုက်တော့တဏကိုပယ်တယ်ราคะကိုပယ်တယ်လို့ခေါ်သူ့ပယ်လိုက်တာနဲ့တပြိုင်နက်စိတ်ကကိလေသာကလွတ်သွားလောဘကလည်းလွတ်တယ်ဒေါသလည်းမထွက်တော့ဘူးဒေါသကလည်းလွတ်တယ်ငြိမ်သွားတာအာငြိမ်ချမ်းမှုသွားတွေ့အဲ့ဒါနိရောဓသစ္စာကိုဆိုက်ရောက်တာလိုချင်စိတ်မရှိတော့တာနဲ့ယုံနံကြာကြာနာနာမြင်လိုက်တာနဲ့ငြိမ်ချမ်းသွားတာအဲ့လိုငြိမ်ချမ်းကိုကိုယ်ပါလုံနေလဲ မှန်စွာမြင်သောဒုက္ခကိုဒုက္ခမှမြင်အောင်ကြည်တဲ့ဉာဏ်နဲ့အဲ့ဉာဏ်ကိုပွားပြီးတော့ကြည်နေတာမက္ခသစ္စာပွားနေတယ်အတွေ့အကြံကလည်းဒါကိုပူလောင်စေသောသဘောနဲ့လိုခြင်းစိတ်တွေဖြစ်စည်းလိုစိတ်တွေစတဲ့ဒီသဘောတွေနဲ့မတွေ့ဘူးဒီကာမဂုဏ်တရားကလွတ်မြောက်ခြင်းတဲ့အတွေ့နဲ့ပဲရုပ်ကိုရုပ်လိုမြင်အောင်ကြည်မယ်နာမ်ကိုနာမ်လိုမြင်အောင်ကြည်မယ်ဆိုတဲ့ ို့ရဲ့ကြံစားမှုဟာယုတ်နံဓမ္မကိုသာကြံစားမမြဲခြင်းဆင်းရဲခြင်းအဆိုးမရခြင်းကိုသာကြံစားမှန်သောကြံစားမှုနဲ့တွားတယ်ဒီလောင်ကျွမ်းမှုတွေမဖြစ်ပါစေနဲ့တော့ဆိုတဲ့စိတ်ဆန္ဒနဲ့ဝိရိယနဲ့အားထုတ်တယ်ဓမ္မဝါယာမဖြစ်လောင်ကျွမ်းမှုငြိမ်းဖို့ဒုက္ခကိုမြင်အောင်ကြည့်မယ်ဒုက္ခကိုပွားကြည့်မယ်ဒုက္ခသစ္စာကိုကျင့်ခံများစွာသိပေးပြီးတော့နေတော့ ဝရိယစိုက်တယ်ဝရိယစိုက်ပြီးတတိကောင်းကောင်းနဲ့ကိုယ်တန်တာမှာပေါ်လာသောတရားတွေကိုခံစားမှုပဲပေါ်ပေါ်မှတ်သားမှုပဲပေါ်ပေါ်လောဘပဲပေါ်ပေါ်ဒေါသပဲပေါ်ပေါ်သိအောင်ကြိုးစားလိုက်တယ်တတိကောင်းအဲတတိကောင်းပြီးတော့တမာရီကလည်းရှိစိတ်ကိုဘယ်မှမပြန့်စေတော့ဘဲနဲ့ကိုယ်ခန္ဓာမှာပဲအာယုံစိုက်ထားလိုက်တာအခြေခံအားဖြင့်တော့ ဝင်တတ်ထွက်တတ်မှာမြဲအောင် နေကြတယ်ဝင်လေထွက်လေရှူသွင်းရှူထုတ်လုပ်ပြီးတော့ဝင်လေထွက်လေဆိုတဲ့ရုပ်ကိုလည်းမြင်အောင်ကြည့်တယ်အဲ့ဒီဝင်လေထွက်လေထိပြီးတော့သိသွားတာကိုလည်းမြင်အောင်ကြည့်တယ်အဲ့လိုမြင်အောင်ကြည့်နေရင်လည်းဒီမှာညင်အောင်ထားရင်လည်းထားတယ်ညင်အောင်ထားပြီးတော့ရုပ်နဲ့နံပဲမြင်နေတာသေချာအောင်ကျင့်တယ်အဲ့ဒီရုပ်တရားနံတရားမမြဲတာကိုလည်းမြင်အောင်သေသေချာချာကြည့်နေတယ် ကြည်မမြဲတော့ဘူးမမြဲဘူးဖြစ်ပြီးတာကပြတ်သွားပြီလို့မြင်သည်အထိကြည်ပြတ်သွားတာတွေမြင်လာတာနဲ့အမျှမမြဲခြင်းကိုမြင်ပြီးဆင်းရဲခြင်းကိုမြင်ပြီးအဆိုးမရခြင်းကိုမြင်ပြီးဒါဆိုရင်လူချင်းစိတ်ကတဖြည်းဖြည်းနဲ့ကွာသွားမယ်နောက်ပိုင်းလူချင်းစိတ်မရှိတော့ဘူးဒါကြောင့်တမတ်မှုကိုပယ်လိုက်ပြီးတော့ငြိမ်ချမ်းမှုကိုမျက်မှောက်ပြုသွားတယ်တရားနာသူဘောင်သူတော်ကောင်းတို့ဒီလည်းပဲ ဲ့ဒီလိုကိုယ်မှာဖြစ်တဲ့ဒုက္ခတွေကနေပြီးတော့တရားဆင်ခြင်ရင်းဖြင့်ငြိမ်းအေးရာကိုမျက်မှောက်ပြုနိုင်တော့သူတော်ကောင်းသူတော်များများဖြစ်နိုင်ကြပါစေကုန်တည်း